။အေယော်ရီတိုင်းရဲ့မြို့တော်ဖြစ်တဲ့ပသိမ်မြို့မှာဆိုင်ကယ်တခိုးတွေတောင်းချမ်းနေတာကြောင့်နေ့စဉ်နဲ့မျှဆိုင်ကယ်ပျောက်ဆုံးမှုတွေရှိနေတယ်လို့မြို့ကန်တွေစီကသိရပါဗျ။မြို့ပြင်ကျေးရွာဘက်တွေမှာသာမကမြို့ပေါ်ရပ်ကွက်တွေမှာပါနေရောညပါဆိုင်ကယ်ခိုးယူမှုတွေနဲ့ကြုံတွေ့နေကြရတာလည်းဖြစ်ပါတယ်။မျက်စိရှိတဲ့ဘဲပိုင်ရှင်ကတော့ဖြုတ်ပြီးအိမ်ထဲဝင်သွားတယ်။သိမ့်မကြဘူးရောက်လာပြီးတော့တက်ခွစီးသွားတာပဲနေတိုင်းလိုလိုနေရာတိုင်းလိုလိုကြားနေရတာ ဆိုင်ကယ်ခိုးယူခံရမှုတွေဟာလူနေအိမ်တွေမှာသာမကပဲဈေးဆိုင်နဲ့စားတောက်ဆိုင်တွေမှာလည်းဖြစ်ပွားနေပါတယ်။ဒါကြောင့်မြို့ပေါ်ရှိဈေးဆိုင်ချို့နဲ့စားတောက်ဆိုင်တွေမှာပါသတိပေးစာတွေကတ်ထားရတယ်လို့မြို့ကန်တွေကဆိုပါတယ်။မြို့လယ်ကောင်လို လူသွားလူလာစီးကားတဲ့ဈေးလေးလိုနေရာမျိုးကဆိုင်မာတော့သတိဆိုင်ကယ်ပြောက်တတ်သည်ဇက်တော့ခတ်ထားလဲစိတ်မချရပါ။ချင်းကျိုးတော့ဆိုင်မာငှားရမ်းနိုင်ပါသည်ဆိုပြီး ရေးထားတာမျိုးတွေစိုင်းတော်တော်များများမှာတွေ့လာရတယ်။အခုနှစ်ထဲစိုင်းငယ်ပြောက်တာတွေကအရင်နှစ်တွေအတွက်ပိုများလာတယ်။ပသိမ်မြို့မှာစိုင်းငယ်ပြောက်ဆုံးမှုတွေဟာ2022ခုနှစ်ကစတင်ပြီးစိုးစိုးဝါးဝါးဖြစ်ပွားနေတာဖြစ်ပြီးစေကောမရှင်လောက်ခံရဲစခန်းတွေကိုတွားရောက်တိုင်ကြားခဲ့ပေမဲ့အရေးယူမှုမရှိတာကြောင့်ရဲတပ်ဖွဲ့ပေါ်ယုံကြည်မရှိကြတော့ဘူးလို့ဆိုင်ကယ်ပြောင်းဆုံးခဲ့သူတွေကဆိုပါတယ်2022မှာဒီဆိုင်ကယ်ပြောက်တာပေါ့နော အဲဒီ channel မှာရက်ထားတာကိုတကားဖြတ်ပြီးတော့ဝင်ခိုးသွားတာဗျအဲ CCTV ဒီမှတ်တမ်းတွေလည်းရှိတယ်ရဲစခန်းကိုတွတ်တိုင်တယ်အဲ6လကြာတဲ့ဒီအကြောင်းထူးမလာပါဘူးဗျဖမ်းမိတဲ့ဆိုင်ကတွေလာကြည့်ပါဆိုလို့အဲတွတ်ကြည့်တယ်ပေါ့နော် ကိုယ်ဆိုင်ကပါပါဘူးအဲလာရွေးတဲ့သူတွေတော့တစည်းကို3-4သိန်းပေးပြီးတော့အဲရွေးတွတ်ကြတယ်ဗျမရှိတဲ့သူတွေကြတော့လည်းမရွေးနိုင်ဘူးပေါ့နော် လရှိမှာတပတ်ရတရုတ်ထုတ်ဆိုင်ကယ်တစ်စီးကိုအနည်းဆုံး7သိန်း20ဝန်းကျင်ပေါင်စည်းရှိနေပြီးရိုရယာတို့ဆိုင်ကယ်အစ်တစ်စီးကိုအနည်းဆုံး7သိန်း80နဲ့တရားဝန်းကျင်တန်ဖိုးရှိနေတယ်လို့ပသိမ်မြို့ဆိုင်ကယ်ဈေးကွက်ထက်ကနေသိရှိရပါတယ်။စစ်ကော်မရှင်နေနဲ့ AR တိုင်းတွင်ရွေးကောက်ပွဲချင်းမနိုင်တာအယုံဆိုင်တွေကလုံခြုံရေးတိုးမြှင့်မှုတွေလှုပ်ဆောင်နေပေမဲ့ဒေသခံတွေရဲ့လုံခြုံရေးအတွက်အကူအညီမပေးနိုင်တာကြောင့် ခိုးယူမှုလူရဲမှုတွေပုံမှုများပြားလာတယ်လို့ဒေသခံတွေကပြောဆိုနေကြပါဗျ။